ခုသဖြင့်တော့ဒီမွင်းဘူးငွယ်တောင်မှာတော့အဲ့လောက်သူအဲ့လောက်စိုးစိုးရွာရွာကြီးဖြစ်မသွားဘူးပေါ့ချွန်ကန်ကတော့တပေခွဲတာတာလောက်အောက်ကရှွန်ရော့သွားတယ်ငလျင်ကြောက်ပွက်တာရက်မသွားဘူးဆက်တော့ပွက်နေတယ်ဒီမှာကအမားတော်တောင်မောင်တော်တောင်ဆိုပြီးရှိတာဟုတ်အဲ့တော့မောင်တော်တောင်မှာတော့အထူးထူးခြားခြားဘာမှမဖြစ်ပါဘူးဒီအမားတော်တောင်ကြီးမှာတော့ဒီအမားတော်တောင်ရဲ့ပွက်လုံးရှိတာအဲ့ဒီပွက်လုံးကိုပတ်ထားတဲ့အုတ်ဘောင်လေးတွေ အဲ့ဥပ္ပောင်းလေးတွေပျက်စီးသွားတယ်။ဘွဲ့တော်အစအချိန်ကတော့ရွှေသက်တော်အစတာနဲ့အတူတူပဲအဲနဂနာဘွဲက3ရက်ပေးတယ်ပေါ့နော်အဲ့လိုလုပ်တယ်အခုလဲကျွန်တော်တို့နဂနာဘွဲပေးနေတဲ့အချိန်ပါပဲဗျနော် ပွဲတော်အစအချိန်ကတော့ရွှေသက်တော်အစတာနဲ့အတူတူပဲပွဲတော်အစတုန်းကတော့ကျွန်တော်တို့ကပဋ္ဌာန်းပွဲတွေကျင်းပခဲ့တယ်ပွဲတော်အပီးအောင်ပွဲမှာကြတော့ကျွန်တော်တို့ကဖရာမူကြီးရဲ့တန်ဃာတော်လေးဆုံးကတ်တယ်ဆုံးကတ်ပြီးတော့နဂနာပွဲတွေပြီးတယ်အဲ့ဒါတော့လေးလပိုင်းနဲ့ပါပဲကျွန်တော်တို့အဲနဂနာပွဲက3ရက်ပြီးတယ်ပေါ့နော်အဲ့လိုလုပ်တယ်အခုလဲကျွန်တော်တို့နဂနာပွဲပြီးနေတဲ့အချိန်ပါပဲဗျနော်2028ရဲ့နေ့က လှုပ်ခတ်တဲ့မြင်းကလေးကြောင့်အဲ့လောက်လေးတွေတော့အက်တယ်ဒီပေါ်မှာဒီဒါလေးနည်းနည်းဟိုဘက်ကနည်းနည်းနှိမ့်တယ်သုံးလက်မလောက်ပဲအဆုံးသုံးလက်မလောက်ပဲရှိမယ်အဲ့လိုလေးတွေနှိမ့်သွားတယ်မဒီမှာက အမတော်တောင်မောင်တော်တောင်ဆိုပြီးရှိတာဟုတ်အဲ့တော့မောင်တော်တော်မတော်အထူးထူးခြားခြားပါမှမဖြစ်ပါဘူး။ဒီအမတော်တောင်ကြီးမှာတော့ဒီအမတော်တောင်ရဲ့ပွက်လုံးရှိတော့အဲ့ဒီပွက်လုံးကိုပတ်ထားတဲ့အုတ်ပေါင်းလေးတွေပေါ့။အဲ့ဒီအုတ်ပေါင်းလေးတွေပျက်စီးသွားတယ်။နောက်တစ်ခါဒီ ကြံကင်းပေါ့ဒီအမားတို့တောင်ရဲ့ကြံကင်းအဲ့ကြံကင်းဟာနည်းနည်းဟွာလောက်ပေါ့လေးလက်မာလောက်တစ်ဖက်ကိုအလဲကောင်စိုက်ပြီးစောင်းသွားတယ်ဒါဒါကတော့မောင်တော်တောင်နဲ့အမားတော်တောင်နဲ့ပတ်သက်ပြီးဒါဖြစ်ပြက်မှုပေါ့နော်ဖះခန္ဓာကူတီတိုက်ခန်းထဲမှာလဲဖះခန်းနေရံနေဖြစ်တယ်နောက်တစ်ခါကျတော့ဖះခန်းနေရံနေဖြစ်တယ်ဖះအောက်ခြေကအထိုင်နေလဲဖြစ်တယ်ဖះဒီမှာတော့ဖះရုပ်ဘွားတော်ဒီမှာတော့ဘာမှမဖြစ်ဘူးပေါ့အောက်ကအခင်း တမန်တလင်းနေနောက်ဘောဂဝတိတစောင်းရဲ့တမန်တလင်းနေအဲ့တော့နန်းနန်းရဲ့နိုင်ရတချို့တွေအဲ့လိုမျိုးတွေတော့တော်တော်ပျက်စီးသွားတယ်တော်တော်ပျက်စီးရဆိုတော့အက်ကွဲတွေအက်ကွဲကုန်တာပေါ့နော်အဲ့တော့ဟိုဒါမင်း2016လောက်တော့မစိုးဘူးလို့ပဲပြောရမှာပေါ့နောက်ပြီးတော့ဒီအထွက်မှုတ်ပေါ့နကွက်တော်မှာကအဝင်မှုတ်ရဲ့အထွက်မှုတ်ပဲရှိတယ်အဲ့ဒီအထွက်မှုတ်ဆိုလို့ရှိရင်လေအခြေပြုတ်ကြပြက်ကြပြီးတော့ပြုတ်ကြသွားတယ်အဲ့အဲ့လိုမျိုးတွေတော့ဒီစကိုင်းငလင်မှာ

။ဟောင်းတော့ဒီပွဲလုံးရဲ့အထဲမှာ तू ကတကယ်အခုဓာတ်တဘာဝအနေနဲ့မီးဖြစ်စေတဲ့ပေါ့နော်ဓာတ်ဒီပါတယ်။အဲ့ဓာတ်ဒီပါတယ်။အဲ့ဓာတ်ဒီက तू ပွက်တဲ့နေရာတွေမှာမီးချစ်လိုက်ရင်ဟုတ်ဆိုတောက်တယ်။အဲ့ဓာတ်ဒီတော့ပါတယ်။ဒါပေမဲ့အန်ရရှိလောင်အောင်တော့မတောက်ဘူး။အခုကျွန်တော်လက်တွေ့ကြင်ပြပေးမယ်။ဒီဟာဒီကျွန်တော်ဒီရဲ့ဒီနွေမိုးဆောင်ဒီရှင်ရည်အများအားရှိနေတယ်။ရှင်နေတဲ့အခါမှာဒီအာဒီရှင်ဒီကြင်ကြည့်လိုက်။ကြင်နေတဲ့အချိန်ကို깟 ကင်ရင်တဲ့အချိန်ကိုကင်သူဒီဘယ်အချိန်မှပဲကင်ကြအမြဲတမ်းအေးနေတယ်နေရီပူးနေရင်လည်းအေးတယ်မိုးတွေရွာနေရင်လည်းအေးတယ်နောက်တော့ဒီရီတွေများပြီးတော့လူတွေကိုဒုက္ခရောက်စေဆိုတဲ့အဖြစ်လည်းဘယ်တော့မှမဖြစ်ခဲ့အဲ့တော့ဒီနေရာဒီနေရာဒီအမြဲတမ်းအေးနေတယ်အဲ့တော့လူလူအတွက်အကျိုးရှိတယ်နောက်ကျွန်တော်တို့ဒါကျွန်တော်တို့နိုင်ငံမှာမဟုတ်လို့ကျွန်တော်တို့ကဒါမြေမြတ်ဖြစ်နေသို့လားတခြားနိုင်ငံတွေမှာဆိုရင်ဒီလိုရှုံမျိုးကိုရှုံရည်စိမ့်ဒေါ်လာနဲ့ဒေါ်လာနဲ့ပေးစိမ့်ပေးစိမ့်ပြီးတော့သူကအသားရည်တွေကိုနှွင့်ညံ့စေတဲ့ လူဒီကိုကြမ်းမာစေတဲ့သဘောတဘာဝဒီထဲမှာပါတယ်ဒါကျွန်တော်တို့ကအများကြီးလေ့လာပြီးပြပြတယ်အဲ့တော့ကျွန်တော်တို့ကတော့အထွတ်တမြတ်တဏှာဖြစ်နေတဲ့မြေတန့်ထားတယ်သူ့ကိုညင်ညက်ပတ်မတ်မလုပ်ဘူးမြေတန့်အနေနဲ့ထားတယ်ဒီမြေတန့်ကိုကျွန်တော်တို့ကလိုဒလိုပုံလေးတွေပေါ်ပြီးတော့ကိုယ့်ရဲ့ဈေးဆိုင်မှာကိုယ့်ရဲ့ကုမ္ပဏီမှာကိုသွားလေရလာလေမှာအဆောင်နည်းနဲ့သွားမယ်လုပ်မယ်ကြိုင်မယ်ဆိုရှင်အန်နီရကင်းတယ်ကိုယုံကြည်မှုတော့လိုတယ်မယုံကြည်ရင်တော့ဒီကိစ္စကတော့အဆင်မပြေဘူးပေါ့ယုံကြည်မယ်ဆိုရင်ယုံကြည်တယ်လို့အကျိုးရှိပါတယ် ငလျင်ဖြစ်ပြီဆိုလို့ရှိရင်ငလျင်ဆက်ဝန်းနဲ့နီးတဲ့နေရာတွေဟာအစူစူရွာရွာပျက်စီးတာပဲကျွန်တော်တို့နေရာဆိုတာကအဲ့ဒီနေရာနဲ့ဝေးတဲ့နေရာ ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မင်းဘူးပေါ့နော်အထူးသဖြင့်တော့ဒီမင်းဘူးငွေတောင်မှာတော့အဲအဲ့လောက်ဟိုအဲ့လောက်စူစူရွာရွာကြီးဖြစ်မသွားဘူးပေါ့ရွှန့်ကန်ကတော့တပေးခွဲတာတာလောက်အောက်ကရွှန့်ရော့သွားတယ်ပွဲလုံးရဲ့သဘောသဘာဝကရွှန့်ရဲရွှန့်ရည်ရဲလေးရဲနှစ်ခုပေါင်းပြီးတော့ထွက်တယ် ဲ့ရွှွင့်ရင်နဲ့လေနဲ့အထက်မှာရွှွင့်အိုင်ရှိနေမှဘွမ်းဆိုပြီးပွက်တာအဲ့ဒါမရှိလို့ရှင်ဖိုတော့ဖိုတော့နဲ့အဲ့လိုတွေပဲပွက်နေတာငလျင်ကြောင့်ပွက်တာရက်မသွားဘူးဆက်တော့ပွက်နေတယ်အဲနည်းနည်းတချို့တွေကနားမလဲတော့ရက်တယ်ပွက်ပွက်တာကိုရက်နေတယ်လို့တွက်တာမဟုတ်မရက်ဘူးပွက်နေတာပဲအပေါ်မှာဘွမ်းလို့မြည်စရာရွှွင့်ရည်မရှိတဲ့အတွက်ပဲအတန်ငြိမ်နေတာပေါ့ဒါပေမဲ့အသားလေးပဲလေနဲ့ရွှွင့်ရည်နဲ့နည်းနည်းပဲရောတယ်နောက်နောက်ပြည့်လေသွားတော့ပွက်တာကြီးကတားတိတာသွားတယ် ဒီရဲ့သဘာဝကတော့ဒါပဲဘာသာရေးနဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့နိုင်ငံသူနိုင်ငံသားတွေရောနောက်တကဘူမိဗေဒအနေနဲ့လိလာခြင်းနဲ့တခြားနိုင်ငံကနိုင်ငံနိုင်ငံသားတွေကိုကျွန်တော်တို့အနေနဲ့လေးစားသွားဖိတ်မှန်တကားပြုပါရယ်ငွေတောင်လာလို့ရှိရင်အဆဆရရအဆင်ပြေအောင်ကျွန်တော်တို့စီမံဆောင်ရွက်ထားတာလေးတွေနဲ့ကူညီပြီးတော့ဆောင်ရွက်ပေးပါမယ် ဘေးဘရာဝေးကွာ၍လူရင်ဆန္ဒတွေတလုံးတဝတွေပြုပါသေးကြောင်းစုမှုန်ကောင်းများတောင်းလို့အားလုံးကိုလေးစားတာနဲ့ဂါရုဘာပြုပါတယ်ခမညာ